ကဲအားလုံးပဲမင်္ဂလာပါเนาะဒီကောင်းလေးကတော့ဖခင်ကတော့အစာဆုံးဆိုတော့လောက်ကြီးရှိတယ်ပြင်ကျွန်တော်လည်းဟို live mode နဲ့ blue file ဆိုတော့အဲ့လောက်ကြီးရှင်းမပြချင်ဘူးเนาะစိတ်လည်းမပါဘူးဟာမညောဒီကနေပဲသွားမယ်ဗျာဒီကနေပဲသွားမယ်ကျွန်တော်တို့ဒီ2016ကြောက်ဒီနှစ်စပါเนาะဒီမှာ3ခွန်နဲ့ဒီ8ထိတ်နဲ့ဟို3လုံးပေါင်းချင်း8ပေါ့เนาะ3လုံးပေါင်းချင်း8 3ညခါပိုင်းနေပေါ့เนาะအဲ့ပြီး3နဲ့2နဲ့ထိတ်ကြီးနှလုံး9တယ်ဒီ3ညရဲ့နှက်ခွန်ပိတ်တယ်ပေါ့เนาะ ဲ့တော့ဒီ3ခွန်းနေပဲသွားမယ်เนาะဒီကနေ့1 2 3 4 5ချိန်ရအောင်မှာရှေးပေါင်းလေးနဲ့၄ချိန်နဲ့၈ပေါ့เนาะ၃ညခါဒီပုံဒီပေါ့လူရအောင်မှာလည်းဒီ6နဲ့9နဲ့နှလုံးပေါင်းချင်း9တဲ့ထိပ်စီးနှလုံး9တဲ့၃ညခါရဲ့နှက်ခက်ခွန်ဘိတ်လိုရိုက်တယ်ပေါ့เนาะဒါဒုတိယခက်တတိယခက်ဒီမှာဒီနောက်ပေါင်းလေးရနေရှေးပေါင်းလေးရနေပေါ့เนาะဒီနေ့1 2 3 4 5ချိန်ရအောင်မှာ3 9နဲ့6ထိပ်နဲ့၈ဖြစ်တယ်၃ညခါပုံဒီ 6နဲ့9နဲ့နှလုံးပေါင်းခြင်း9တဲ့3ညရဲ့နှက်ခခွန်ပိတ်လို့ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးတာနဲ့ကျွန်တော်တို့ကဒီ3ညခါပုံလေး3ညရဲ့နှက်ခခွန်နဲ့နောက်ပိတ်ရိုက်တယ်သူ့အောက်မှာ2ပိတ်ရိုက်တယ်ပေါ့နော်2ပိတ်ရိုက်တယ်ဒီ2ရဲ့တရဲ့9ရဲ့3လုံးပေါင်းခြင်းဒီကျွန်တော်တို့အဲ8ပေါ့နော်8အဲ့ခွန်နောက်ပိတ်ဒီအဲ့သူ့ရဲ့အောက်မှာခွန်ထိတ်လို့ဒီ3လုံးပေါင်းခြင်း8ရဲ့အောက်တပွဲကြုံမှာမှာကြာတာပေါ့နော်ဒီမှာခွန်ထိတ်ကြာတာပေါ့အဲ့မှာခွန်8အတွဲလိုက်ပေါ့ဗျာ အဲဒီမှာဆိုရင်လည်းကျွန်တော်တို့အတုံးညခါရဲ့နက်ခခွန်ပိတ်အိုက်ခွန်ပိတ်ဒီခွန်ထိတ်ကြတော့သူကနေရင်မဆိုရင်ဒါ1 2 3 4ဒီချိန်ချပါเนาะသူကနေရေးမယ်ဆိုရင်လည်း1 2 3 4ချိန်ချမှာခွန်ထိတ်ကြတယ်အဲခွန်ထိတ်ကြဖို့ရေးဖို့လည်းဒီခွန်ပိတ်ရဲ့အောက်မှာ3ပိတ်2ပိတ်ပြီး3ပိတ်ပေါ့เนาะ3 3 2နဲ့8ဖြစ်တယ်အဲ8အကြောင်းလည်းသူရဲ့အောက်တစ်ပွဲကျော်မှာ8ခါပေါ့เนาะခွန်8အတွဲလိုက်ကြတယ်ဒီမှာလည်းခွန်8အတွဲလိုက်ကြတယ်အဲအတွက်ဒီမှာတတိယကအတုံးညရဲ့နှက်ခခွန်နောက်ပိတ် ခုနောက်ပိတ်အောင်မှာ၄ပိတ်လည်းမှန်တယ်ပေါ့နော်၄6 8နဲ့လည်းခါတုံးလုံး8လို့လည်းထည့်သွားတဲ့အိုင်မှာ6 8ပုံပွဲရ8ခါကိုစိတ်ကြိုက်ဖန်ဆော့တာပေါ့နော်အဲ့တော့သူ့ရဲ့ဒီခွန်ပိတ်ဒီသူ့ရဲ့အောက်ဒီ2 3 4ချိန်အောက်မှာဒါခွန်ထိတ်ပေါ့ဗျာကျွန်တော်တို့ကစားချင်တာပေါ့နော်ဒီကောင်လေးကတော့ဟိုအော်ဒီနေနေတော့မဟုတ်ပေါ့နော်ခွန်ရှစ်အတွဲလိုက်အဲကြိုက်ရင်မိမိကြိုက်နေတဲ့အထိုးပေါ့ခွန်ထိတ်ကိုအဲ့လောက်နဲ့မကားလေးချုပ်ထားတာပေါ့နော်အဲဒီခွန်ကြော့ဒီမှာခွန်ထိတ်ရိုက်တယ်လို့ ခွန်ထက်ရိုက်တယ်လို့ပေါ့နော်ဒီရှစ်ခါးဒီလေဒီ၃လုံး၈ဒီ၃လုံး၈ဒီကြောင့်ဒီမှာရှစ်ခါးရိုက်တာပေါ့နော်အဲ့လိုရိုက်တာ ਨੇ ဒီမှာ၃ရယ်၆ရယ်ခွန်ရယ်၃လုံးပေါင်းချင်းဒီ၆ပေါ့နော်၃၆ခွန်နဲ့၃လုံးပေါင်းချင်းဒီ၆ရိုက်တယ်ဟုတ်ပြီနော်အဲ့တော့ခွန်ရှစ်တွဲနောက်ဘက်ကတော့ကျွန်တော်ဖမ်းမပြီးတော့၃လုံးပေါင်းချင်း၆မူတည်ချုပ်တယ်ခွန်ထိတ်လည်းဖြစ်ရမယ်ခွန်ရှစ်အတွဲလည်းဖြစ်ရမယ်ဒီနှလုံး၅ကြောင့်ရှစ်ပေါင်း၅ပေါ့ဒီ၃ရယ်ကြောင့်ဒီရှစ်နှလုံးပေါင်း၅ပေါ့နော်ဒီမှာလည်းဒီမှာခွန်ဘိတ်ဒီခွန်ထိတ်ရိုက်တယ် ဒီသုံးလုံးပေါင်းခြင်း၈ဒီ၈ခါဒီသုံးလုံးပေါင်းခြင်း၈ဒီ၈ခါဟုတ်ပြီเนาะဒီ6နဲ့9နဲ့နှလုံးပေါင်း၅ဒီ၈ပေါင်း၅နိုင်3ရရပါပါ၈ပေါင်း၅နှစ်ခွန်ခွန်နဲ့လည်းသုံးလုံးပေါင်းခြင်း6ရိုက်တယ်အဲ့ဒါခွန်၈တွဲပေါ့เนาะအဲ့တော့ဒီမှာဆုံးလက်တတိယကကျွန်တော်တို့ဒီခွန်ဘိတ်ဒီခွန်ထိပ်ရိုက်တယ်ဟုတ်ပြီเนาะဒီသုံးလုံးပေါင်းခြင်း၈ဒီ၈ခါဒီသုံးလုံးပေါင်းခြင်း၈ဒီ၈ခါဒီနှလုံး၅ဒီ၈ပေါင်း၅ဒီ3ရရဲ့ ပါဝါရှိပေါင်း၅ပေါ့နော်ဒီ၃လုံးပေါင်းရင်6ဖြစ်ဖို့လေခွန်ထိတ်အဲ့မှာ88ပါပါနောက်စီးဆိုရင်ဆိုရဲပေါ့နော်အဲ့6တည်းရတော့ဒီမှာ6ဒီကနေလာတာ6တည်း6တည်းအဲ့ဒီမှာ6တည်းပေါ့နော်အဲ့လိုမျိုးနောက်ပေါင်း6နောက်ပေါင်း6နောက်ပေါင်း6ပေါ့ဗျာဒီမှာ3ည3ည3ည2ပရိ2ပရိ2ပရိညအဲ့ခွန်လေးအဲ့ဒါမျိုးကြောင့်လာတာပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာခွန်ခါခွန်ခါခွန်ခါအဲ့ခွန်လေးလည်းအဲ့လိုမျိုးအသေးသေးတက်ထားတဲ့ line ပေါ့နော်အဲ့တော့ခွန်ရှိရှိလွဲ အမိမိကြိုက်တဲ့တက်တဲ့ဟာရှိရင်ထည့်ထိုးပေါ့နော်ခွန်ရှိရှိတွေအဲ့ဒါကိုခွန်ထိတ်ကိုဒီအနိကမှာတစ်ခုရှိသေးတယ်ပေါ့နော်အဲ့ဒီမှာခွန်ဒီ၃လုံးလေးဒီ၉ဘက်ကြောင့်နှစ်ဆမှာ၉ဘက်ကြောင့်၈နှစ်လေးနဲ့၃လုံးပေါင်းရင်၄ပေါ့နော်ဒီမှာဆိုရင်လူရဲ့အောက်ဆုံးပါပဲနော်ညာ၉၆၉နဲ့၃လုံးပေါင်းရင်၄ပဲ ဒီမှာဆိုလဲ3ည9 9နဲ့3လုံးပေါင်းရင်4ပဲအဲ့တော့ဒီ3လုံးပေါင်းရင်4ဖြစ်မှာဆိုလဲခွန်ထိပ်ပဲအခွန်ရှိရှိတွေပေါ့နော်ခွန်ရှိရှိတွေဒီကောင်လဲကျွန်တော်တေချာလေးတော့ဟိုဖြီထားတာတော့ရှိတယ်ဗျအဟောင်းလေးပေါ့နော်အဲ့တော့ခွန်ရှိရှိတွေအဲ့ဒီမှာကျွန်တော်တို့ဒီ line မှာကျွန်တော်ပြဦးပါတယ်ဒီဆောနာတောင်မှဟိုဒီ3ည9ထိပ်ဒီနောက်လုံးပေါင်းရင်ခွန်ပေါ့နော်ဒီ24ချိန်မှာ10ပိတ် line ကနေပြီးတော့ကျွန်တော်တို့ဒီ6ချောင်း ဒီဘက်နှစ်မှာပေါ့ဗျာ2009ခုနှစ်ပေါ့2009ခုနှစ်မှာကျွန်တော်တို့ဇောင်းတနန်းပေါ့နော်နှစ်ပင်ကျော်ကနန်းပြန်ထွက်ဆိုပြီးတော့ကျွန်တော်နှစ်စာပိုင်းကနေပြထားတာရှိတယ်เนาะ light တွေကတော့ပြတ်သွားလို့ရှိမှာမဟုတ်တော့ဘူးအဲဒီမှာဆိုလဲကျွန်တော်တို့အဲ့လိုပဲအဲဒီ2019နဲ့မှာပေါ့နော်9နှစ်ချားတယ်ဒီ၄ခုလေးဒီနှစ်နှစ်ကျော်ကနန်းပေါ့နော်အဲ့ကောင်နောက်တစ်ဆိုင်ရှိသေးတယ်เนาะဇောင်းကနန်းအတက်ကအဲဒီကောင်ဆိုလဲကျွန်တော်နှစ်စာ ၄ပါးတဲ့ကဏန်းဖြစ်နိုင်ပြီများတယ်ဆိုပြီးပြထားတာပေါ့နော်။သို့ပေမဲ့ဒီကဏန်းကိုဒီနေရာမှာခွန်ရှစ်တွဲဖြစ်နေတဲ့ဒါခွန်ရှစ်၁၀လဲထိုးပေါ့နော်။နောက်ပြီးဗရိတ်ကိုဆိုရင်လဲဒါခွန်ရှစ်၄ပေါ့ဗျာ။ဗရိတ်၃ညဆိုရင်လဲဒါခွန်ရှစ်၅အဲ့ဒီမှာအရှင်းရိုက်နေဆိုတော့အဲ့၃ခွက်ပေါ့နော်။အဲခွန်ရှစ်၅ခွန်ရှစ်၉ပေါ့။အဲခွန်ရှစ်ကိုရှည်တွဲနဲ့စီးစီးဆွဲခြင်းဒီကောင်ဆွဲပေါ့နော်။ပါပါတော့ဆွဲရင်ဆွဲပေါ့နော်မဆွဲခြင်းလည်းမဆွဲနဲ့ပေါ့တကယ်လို့စိတ်ကြိုက်ထိုးမယ်ဆိုရင်ဒီ၃ခွက်ကိုကြိုက်တယ်ပေါ့ဗျာ ားလုံးပဲကံကောင်းပါလေเนาะအဲဒီဘက်တော့ဘလူးဖိုင်နှစ်ဖိုင်တင်ပေးလိုက်ပါလေ